မြောက်လိုက်ရုရှားကပြန်လာတဲ့အချိန်မှာကျွန်တော်တို့အားလုံးရဲ့ online ထူဖို့အစဉ်နဲ့ဖြစ်နေတာကိုအံ့အားသင့်ပြီးဖက်စစ်တပ်ဖွဲ့ကြီးတခုလုံးလက်နက်ချတာပဲဖြစ်စေဖက်စစ်အကြမ်းဖက်လက်ပါစီတွေအကုန်လုံးအလံပြူထောင်ပြီးပဲပြောင်းလာတာမျိုးဖြစ်စေကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်တော်အသစ်ကြီးကိုကျွန်တော်တို့မဟာမိတ်ပေါင်းဆက်စုဖွဲ့အင်အားကြီးနဲ့ဖွဲ့စည်းလည်ပတ်ပြီးတရားဝင်မှုကိုနိုင်ငံတကာကရရှိမှုတည်ဖြစ်စေကြိုးပမ်းနိုင်ဖို့ကျွန်တော်တို့အခုခေတ်ကပြင်ဆင်ကြဖို့လိုပါတယ်အဲ့တော့ဖက်စစ်ဝင်ရိုးတန်းကြီးအခက် ကျွန်တော်တို့ပြည်ထောင်စုဖက်ဒရယ်နိုင်ငံတော်တဲ့တိဆောက်လို့တော့တော်လိုင်းအင်အားစုတဲ့အချက်ဆိုတဲ့ယုံကြည်ချက်ကိုထားပြီးကျွန်တော်တို့အခါအခွင့်ကိုအမိရဖမ်းဆုပ်ကြပါစို့လို့မြောင်းလိုင်းဖက်စစ်လူတက်ကောင်ရုရှားကိုသွားနေတဲ့အချိန်မှာပဲဒီလူလူကိုကျွန်တော်တိုက်တွန်းလို့ဆော်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောင်းလိုင်းရုရှားခီးစဉ်နဲ့ပတ်သက်ပြီးဗိုလ်ကြီးနေမျိုးစင်မှအထူးတတိပေးလိုက်တဲ့ရုပ်တံနဲ့အတူစစ်ကောင်စီလက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူနဲ့အပေါင်းပါများကိုဖမ်းဝရန်ထုတ်ရန် တပ်တွေအထောက်ထားလုံလောက်ပြီးထိုင်းထူးစုံစမ်းစစ်ဆေးရေးစာဤအတီးပြုဆုံးဖြတ်ချက်ကိုရှေ့နေချုပ်ယုံတို့တင်ပြလိုက်တဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ်အကြံဖတ်စစ်ကောင်စီလာအောက်ခံ BGF ခေါင်းဆောင်စောချစ်သူနှင့်အပေါင်းအပါများကိုဖမ်းဝရမ်းထုတ်ရန်ထိုင်းထူးစုံစမ်းစစ်ဆေးရေးဌာနတစအတီးပြုဆုံးဖြတ်ချက်ကိုရှေ့နေချုပ်ယုံတို့ယနေ့တင်ပြလိုက်ကြောင်းထိုင်းသတင်းဌာန Cross Language သတင်းဖော်ပြသည် ယနေ့မက်လ3ရက်နေ့တွင်ထိုင်းထူးစုံစမ်းစစ်ဆေးရေးဌာနကစောချစ်သူနှင့်အပေါင်းအပါများကိုဖမ်းတူးများရမ်းရန်အတည်ပြုထားသည့်ဆုံးဖြတ်ချက်ကိုရှေ့နေချုပ်ယုံသို့တင်ပြလိုက်ခြင်းဖြစ်ပြီးအဆိုပါဖမ်းဝရမ်းသည့်လက်ရှိဖြစ်ပွားနေသောပြည်တွင်းနှင့်နိုင်ငံတကာလူကုန်ကူးမှုများနှင့်ပတ်သက်၍ဆက်ဆက်နေကြောင်းသိရှိရသည် ထိုင်းထူးစုံစမ်းစစ်ဆေးရေးဌာန၏လူမှုကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှညွှန်ကြားရေးမှူးဒုတိယရဲမှူးကြီးဆရော့ဝဲခဲဆုံချွတ်ကလက်ရှိရရှိထားသောတပ်တွေအထောက်အထားများမှစောချစ်သူနှင့်အပေါင်းအပါများကိုဖမ်းဝရန်ထုတ်ရန်လုံလောက်ကြောင်းထုတ်ဖော်ပြောဆိုသည့်တို့ရာတွင်အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ရှေ့နေကြုံရုံကစီစစ်နေချိန်တွင်လျှို့ဝှက်ထားကြောင်းသိရှိရသည် တရင်ပြည်နယ်မြတုမြတီမြို့နယ်ရွှေကိုတွင်ကြားဖြန့်ငွေလိမ့်လည်ကိုင်းများကိုအကာအကွယ်ပေးထားသောစစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်ပူမူကြီးစောချစ်သူမုတ်တုံနှင့်စောတင်ဝင်းတို့ကိုထိုင်းတစားဖမ်းဝရမ်းထုတ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟုတ်ပါတော့ဒီ2025ခုနှစ်မတ်လ3ရက်နေ့ဖြစ်တယ်။ဘယ်မှာမှဆိုရင်ကျွန်တော်တို့တိုင်းပြည်တော်စုတစ်ခုလုံးကိုရက်ဆက်ဆက်ဖျက်ဆီးနေတဲ့ဖက်စစ်အကြမ်းဖက်လူလူမျိုးတွေတပ်ဖြတ်မှုဆီရဆွဲကောင်မရောက်လာရင်ဒီမှာ ဒီဖက်စစ်ဝေဝရန်နိုင်ငံတီထောင်နေတဲ့ရုရှားကွန်မြူနီနိုင်ငံရှိကိုတွားရောက်ပြီးတော့စီးမဟာမိတ် MOU တွေထိုးပြီးမြန်မာပြည်ကိုဆက်လက်အချက်ဖက်ဖြည့်ဆည်းဖို့စူးစမ်းမယ်တတိယကျွန်တော်တို့ကြားသိထားပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အခုဒါပြောချင်တာကမြောက်လိုင်းရဲ့လေးနှစ်ကျော်ကာလသူလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်ဟာကျွန်တော်တို့ရဲ့ ASEAN region ကစပြီးတော့ globalization ဒီကမ္ဘာလုံးဆိုင်ရာတည်ယုံမှုကိုကမ္ဘာကြီးကိုလှုပ်ခတ်လာတဲ့ရုရှား Ukraine အရေးမြန်မာပြည်မြောက်လိုင်းဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲ ဒီကြက်ရက်ဒီအရေးအားလုံးဟာဆက်နွယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမိသားစုတစ်ခုတည်းကျွန်တော်တို့ပြည်ထောင်စုနိုင်ငံတစ်ခုတည်းကိုပဲချိတ်ချောက်တဲ့အနေအထားမဟုတ်တော့ဘဲနဲ့အခုဆိုကဘာကြီးကိုပါတဲ့ရောက်လာတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့အခုဒီကနေ့ရပိုင်တော်တွေဖြစ်ပေါ်ခဲ့တဲ့ဒီ over office ဒီ American ပြည်ထောင်စုရဲ့တမတဘဲဥပုံဒီတမတရုံးခဲမှာဖြစ်ပေါ်ခဲ့တဲ့ဒီဒီဒီ Ukraine တမတ Zelensky နဲ့ American တမတဒုတမတနှုတ်ရဲ့အခြေအနေဖြစ်တဲ့ဖြစ်စဉ်နောက်ပိုင်းမှာအခုဆိုရင်ကမ္ဘာနိုင်ငံခေါင်းဆောင်များဟာ ကဘာကြီးရဲ့အနာဂတ်အတွက်ကိုပြင်းစွာစိုးရိမ်ပုံပြင်လာပြီးဥရောပထိပ်သီးမီလာကန်ကပန်းကနန်အမျိုးဆန်စွာကျင်းပကြပြီးရုရှားရဲ့ကြီးမားတဲ့တည်ရောက်မှုချင်းချောက်မှုပေါ်ပါဝင်အမေရိကန်ရဲ့အခုဆိုရင်ကမ္ဘာဥဆောင်အနေထားကမ္ဘာဒီမိုကရေစီဖာကင်ကြီးအနေထားအနေရွေလျောပြီးတော့ဘယ်ပုံစံမျိုးကျွန်တော်မှန်းဆမြင်အောင်မိတယ်လဲဆိုတော့ဒီကကမ္ဘာစစ်မတိုင်ခင်ဒီနိုင်ငံပေါင်းချုပ်အသင်းတွေမတိုင်ခင်အခြေအနေကိုဝင်ရိုးစုံပေါ့ဖက်ဆက်ဝင်ရိုးစုံနိုင်ငံတွေစုဖွဲ့ပြီးတော့ကမ္ဘာကြီးမှာအင်အားချိန်ခွင့်ညာနဲ့စီရေးစစ်ပူအနေထားတွန်းလာတဲ့အနေထားမျိုးကျွန်တော်တွေ့ရှိရပါတယ်အခုဆိုတရုတ်ရုရှားမအမိတ်လို့ ရောင်းကြကြမကြင်ညာနဲ့တည်တယ်အောင်တို့ရဲ့ပေါင်းဆက်စုဖွဲ့နေလှုပ်ဆောင်ချက်အနေထားတွေအဲ့တော့တရုတ်ရုရှားရဲ့ backup နဲ့သူ့နိုင်ငံတည်တည်မှာစစ်အာဏာသိမ်းပြီးတော့သူ့ပြည်သူတွေကိုရက်ဆက်ဆက်ချိန်မုန်းနေနေတပ်ဖြတ်ပြီးတော့တရုတ်နဲ့ရုရှားအကျိုးစီးပွားအတွက်ကိုရှာစားနေတယ်စစ်အာဏာရှင်များတကူထွားလာတဲ့အရေးတွေဒီချိန်မှာအမေရိကန်နိုင်ငံမှာလည်းပဲဒီမိုကရက်တစ်စံချိန်စံညုံးတွေကိုလိလိပြပြီးတော့အာဏာရှင်ဆန်စွာအာဏာရှင်ကဲ့သို့ပုံစံတက်ရောက်စီတဲ့အခုတပ်ပြတ်ထရန့်ရဲ့ဆောင်ရွက်လာတဲ့ ကျွန်တော်အစိုးရအဖွဲ့ရဲ့ဆောင်းလာတဲ့ပုံရိပ်တွေဟာကျွန်တော်တို့ကဘာကြီးအတွက်စိုးရိမ်ပုံပြင်စရာအနေထားရှိပါတယ်ဘာမှကစကဘာစစ်ဒီရကဘာစစ်ကတော့သူလက်နဲ့ကိုလက်နဲ့ခင်မီလက်နဲ့ဘလောက်နဲ့ပဲတိုက်တည်ဖြစ်စေအခုတတိယကဘာစစ်တာစုတာရဲ့ကာလမှာဖျားပြင်းတဲ့နျူကလ িয়ার နျူကလ িয়ার ကိုမှနျူကလ িয়ার နဲ့ဆက်မနေနဲ့သာမွန်နျူကလ িয়ার အဆင့်ထိတယ်တကယ်ကိုဒီဒီပြည့်နိပညာအဆင့်အလွန်မြင့်တယ်နေအချိန်မှာကျွန်တော်တို့အားလုံးဟာကမ္ဘာဒီကမ္ဘာသားအားလုံးဟာစိတ်ရမယ့်နေသားမျိုးကိုရောက်ရှိလာတယ်ဒီချိန်မှာကျွန်တော်တို့ပြည်တော်စုသားတွေအနေနဲ့ဒီနှစ်ကျော်ပြင်းထန်စွာရုန်းကန်လာခဲ့တဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်အပြုတ်ချင်းမုန်းရင်းနဲ့ မီးတို့ညှော်မှန်းထားတဲ့လွတ်မြောက်မှုတော်လိုင်းတိုက်ပွဲအတွက်ကျွန်တော်တို့အားလုံးဟာကမ္ဘာခင်းရဲ့ဘလိုပဲပုံမှန်ဆိုးထိတ်ခွေရာဖြစ်လာပါစေကျွန်တော်တို့စိတ်ထဲမှာကြာပဲနဲ့ကျွန်တော်တို့ပြင်းပြတဲ့ယုံကြည်စိတ်ကိုဆက်လက်ခံဆွဲပြီးတော့ဒုက္ခရက်နှိမ့်ရှိစေတော်တော့ကအင်္ဂလိပ်အခက်ပမာချက်အခုချိန်မှာမြန်မာနိုင်ငံဖက်စစ်ဝင်ရောက်တဲ့နိုင်ငံတစုဟာပြင်းပြတဲ့အခြေအနေအခက်ကိုကြုံရတယ်ဖြစ်တယ်။ဥရောပအားလုံးပေါင်းစုတိုးထလာတဲ့အချိန် Indo-Pacific Strategy အရအိန္ဒိယ၊ Australia ၊ Japan အပါအဝင်နဲ့ပြုတ်ခဲ့ ဒီရှေ့ဆက်ပြီးတော့2050မတိုင်ခင်မှာကမ္ဘာကြီးကိုတက်ရောက်လာနိုင်ခြင်းရှိတဲ့ချိန်ချောင်းမှုတွေကိုကာကွယ်ဖို့ကြိုးစားလာတဲ့စုဖွဲ့မှုဒါတွေအားလုံးကိုကျွန်တော်တို့ကအာဒီအခွင့်အရေးကောင်းတစ်ခုဖြစ်အသုံးချပြီးကျွန်တော်တို့သွားမယ်ဆိုရင်ကျွန်တော်တို့ကအစိုးတစုံတရာတော့ကြုံရမှာဖြစ်တော်လဲပဲကျွန်တော်တို့အတွက်မကြောင်ခင်အနာဂတ်မှာအကောင်းကြီးအားလုံးစုပြုံလာနိုင်မဲ့ geopolitics အထူးနိုင်ငံရေးရဲ့အရေးပါတဲ့အနေအထားကိုကျွန်တော်ရရှိထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဟာရှင်းနေစွဲဖြစ်တဲ့လက်ရှိနော်ရတဲ့ဂျကုတ်ချက်အောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားရင်အခုမင်းအွန်လိုင်းကိုတိုင်း နော်ရုရှားဖက်ဆစ်ကြီးကိုသွားပြီးဒုထောက်ခါရအောက်ကျုပ်ပြီးစစ်လက်နက်ပစ္စည်းတောင်းခံပြီးမှသူ့အသက်ဆက်ဖို့ကြိုးစားရမယ်အချိန်ဒီမှာကျွန်တော်အားလုံးဟာတော့ဖြစ်ပေါ်နေတဲ့အာရုံနိုင်ငံကြီးရဲ့ခါတာချက်ကိုယူပြီးတိုင်းသားအားလုံးပေါင်းဆက်ညီညွတ်စုစည်းစွာနဲ့အခုတစ်ခုပြီးတစ်ခုစစ်တိုင်းထောင်တဲ့တစ်ခုပြီးတစ်ခုမျိုးကြီးတစ်ခုပြီးတစ်ခုမျိုးပေါင်း90ကျော်ကနေပြမျိုးပေါင်း100ကျော်တိခုဆိုဆက်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 ပြီးတော့ကျွန်တော်တို့ရဲ့စုဖွဲ့လာတဲ့အင်အားတိဆောက်ပြီးလက်ကျင်ပြီးဖြစ်လာတဲ့ထိုင်းတပ်ဖွဲ့တွေရဲ့ပေါင်းဆက်ညီညွတ်မှု COC အကောင်းဆုံးကိုဆောက်ပြီးအများဆုံးဖက်ဆစ်ချေမုန်းကြီးနဲ့မြောက်လိုင်းရုရှားကပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးရဲ့အောင်လံထူဖို့အစီအစဉ်ဖြစ်နေတာကိုအားအားသိပြီးဖက်စစ်တပ်ဖွဲ့ကြီးတို့ကလည်းလက်နက်ချလာပဲဖြစ်စီဖက်စစ်အကြမ်းဖက်လက်မ်းစစ်တွေအကုန်လုံးအလံပြူထောင်ပြီးဗက်ပြောင်းလာမျိုးဖြစ်စီကျွန်တော်တို့ပြည်အောင်စုကာကွယ်တပ်တော်အသစ်ကြီးကိုကျွန်တော်တို့မဟာမိတ်ပေါင်းဆက်စုဖွဲ့အင်အားကြီးနဲ့ဖွဲ့စည်းလည်ပတ်ပြီးတရားဝင်မှုကိုနိုင်ငံတကာကရရှိမှုတည်ဖြစ်စေကြိုးပမ်းနိုင်ဖို့ကျွန်တော်တို့ခုခေတ်ကပြင်ဆင်ကြဖို့လိုပါတယ်အဲ့တော့ဖက်စစ်ဝင်ရိုးတန်းကြီးအခက်ကျွန်တော်တို့ပြည်အောင်စုဖက်ဒရယ်နိုင်ငံတော်အသစ်တိဆောက်လို့တော့တော်လိုင်းအင်အားစုရဲ့အချက်ဆိုတဲ့ယုံကြည်ချက်ကိုထားပြီးကျွန်တော်တို့အခါအခွင့်ကိုအမိရဖမ်းဆုပ်ကြပါစို့လို့မြောက်လိုင်းဖက်စစ်လူတက်ကောင် တ်ချာကိုပွားနေတဲ့အချိန်မှာပဲဒီလူလူကိုကျွန်တော်အိုက်တွန်းလို့ဆော်ချင်ပါတယ်ဖက်စစ်ဒီရုရှားကိုသွားပြီးအာကိုခရရနေတဲ့ဖက်စစ်မင်းရောက်လာရင်လက်ပါစီဖြစ်တော့ပြည်သူ့ရဲ့အမုန်းတရားကိုခံပြီးအသက်ရင်းပြီးအသေခံတိုက်ဖို့ခိုင်းစီချင်းခံရတဲ့ဖက်စစ်လက်ပါစီတွေလည်းပဲအမြန်ဆုံးအမြင်မှန်ရပြီးအခုလိုအချိန်ဟာကွာချက်တွင်းမှာအကောင်းဆုံးရွှေ့ပြောင်းနိုင်ပါစေလို့ကျွန်တော်အနေနဲ့လို့ဆော်လိုက်ပါ